ဒီမိုကရေစီလိုချင်ရင်တော့ကျွန်တော်တို့ရွေးကောက်ပွဲဆိုတဲ့အဆင့်ကိုမကျော်ဖြတ်လို့မရအောင်ပေါ့နော်ရွေးကောက်ပွဲကိုအဲကန့်ကွက်တာဆိုတာဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုကိုကန့်ကွက်တာနဲ့အတူတူပါပဲရှင်ဒီမိုကရေစီခေတ်တည်းမှာပြည်သူလူထုလက်ထက်မှာအာဏာရှိတယ်ဆိုတာအဲ့ဒီအာဏာကိုဟိုထုတ်သုံးတဲ့နေ့ဖြစ်တာပေါ့ရှင်ဟိုကျွန်တော်တို့အချက်တည်းကဘက်ပေါင်းဆောင်ကခန်းစားနေရတာပေါ့နော်နိုင်ငံတကာကလည်းပိတ်ဆို့တယ်အဲပြီးလို့ရှင်ပြည်တွင်းမှာလည်းသဘောထားကွဲလွဲပြီးတော့မှအကြမ်းဖက်မှုတွေဖြစ်နေတယ်အဲလုံခြုံရေးကျိုးပေါက်နေတယ်ဒါတွေပေါ်မှုတည်ပြီးတော့မှပြည်သူလူထုတရက်လုံးနေတယ်လည်းလောက်ကင်စားတော့ရခက်ခဲနေတယ်ပေါ့နော်ဒီလိုအချက်တည်းတွေကအများကြီးပါရွေးကောက်ပွဲကအချက်တည်းတွေကနေထွက်ဖို့လို့အတွက်အစ ဆင့်တဆင့်သားလည်းဖြစ်ပါရရှင်ပြီးလို့ရှိရင်ရွေးကောက်ပွဲပြီးလို့ရှိရင်လည်းတခြားကိစ္စတွေပေါ့နော်ရွေးကောက်ခံအစိုးရဖြစ်လာမယ်လွတ်တော်တွေပေါ်လာမယ်အဲ့ဒီကနေတဆင့်ကျွန်တော်တို့နိုင်ငံတကာရဲ့ထောက်ခံမှုတွေရမယ်နိုင်ငံတကာပိတ်ဆို့မှုတွေရုတ်သိမ်းသွားပြီးလို့ရှိရင်ကျွန်တော်တို့ကပြန်လည်တိဆောက်ရေးကိုကျွန်တော်တို့အားကျုံးမှန်တဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်ရွေးကောက်ပွဲဒီပြည်သူတွေလက်ထဲမှာရှိတဲ့အာဏာကိုထုတ်သုံးခြင်းဖြစ်သည်ဟုဒေါ်တက်သက်ခိုင်ပြောလိုက်ပါပြီကျွန်တော်တို့နိုင်ငံကစိန်ခေါ်မှုတွေအများကြီးရှိတယ်ငြိမ်းချမ်းရေးဆောင်ရွက်ဖို့လိုအပ်နေတဲ့အချက်လက်တွေအပြင်စိန်ခေါ်မှုတွေကိုကျော်လွှားပြီး စီးပွားရေးတိုးတက်အောင်လှုပ်ဆောင်မဲ့အချက်တွေဆွေးနွေးခဲ့တာကြောင့်ငင်းကြဲရဲ့အတွက်သာမကစီးပွားရေးပညာရေးကျန်းမာရေးတို့လိုလူမှုရေးကဏ္ဍတွေအတွက်ပါအကျိုးရှိပါတယ်။ကျမကငင်းကြဲရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်တဲ့အခါစီးပွားရေးကအရေးပါတယ်ဆိုတဲ့ကဏ္ဍတွေကိုဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးမှုများမှငင်းချမ်းသောနိုင်ငံတော်တစ္စီတို့ဟူသည့်ရီမန်းချက်ဖြင့်ဆောင်ရွက်ခဲ့သည့်ငင်းချရန်ရေးစကားဝိုင်းတို့ NSPAC ဥက္ကဋ္ဌအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များလက်ရှိတက်မတော်အရာရှိများနှင့်အငင်းစားတက်မတော်အရာရှိကြီးများ NCA လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနိုင်ငံရေးပါတီများစီးပွားရေးလုပ်ငန်းရှင်များပြင်ပပညာရှင်များပါဝင်သင့်ပါဝင်ထိုက်သူများလေးလာသူများတက်ရောက်ဆွေးနွေးခဲ့ကြပြီးဆွေးနွေးချက်များအား NASA ကဥက္ကဋ္ဌထံတင်ပြသွားမည်ဖြစ်ကြောင်းသိရသည် အဲ့ဒါကြောင့်မို့လို့ကျမတို့ကမူဝါဒနဲ့လုပ်ငန်းစဉ်အတိအကျပေါ့နော်ပြည်သူလူထုကိုအစဉ်ခံတင်ပြပါမယ်ရှင်ဟိုဒါရွေးကောက်ပွဲဂရီကုံပေါ့နော်အဲတင်ပြဖို့လို့အတွက်ကိုပြည်သူလူထုဘာတွေခံစားနေရလဲဆိုတာကိုကျမတို့ကဒီပါတီဝင်တူကနေသိစင်ပေါ့နော် ပါတီဝင်သူကနေတဆင်ကျမကအဲကျမတို့ကဒီပြည်သူလူထုရဲ့အဲခန်းစားနေရတဲ့အချက်တွေလိုအပ်ချက်တွေမျှော်လင့်ချက်တွေကျမတို့ဖော်ထုတ်နေပါလေရှင့်အဲ့လိုဖော်ထုတ်ဖို့အတွက်ကျမတို့ဒီပြီးခဲ့တဲ့မတ်လ၁ရက်နေ့ရက်နေ့ကနေပြီးတော့အလုံယုံဆွေးနွေးပွဲလုပ်ခဲ့ပါတယ်အနှစ်ရက်လုပ်ခဲ့ပါတယ်ပြီးလို့ရှိရင်ခေါင်းစဉ်လည်းအများကြီးလုပ်ခဲ့တယ်ပေါ့နော်ကျမအသေးစိတ်တော့မပြောတော့ပါအဲ့ဒါကိုကျမတို့ဖော်ထုတ်တွေ့ရှိချက်တွေကိုကျမတို့စနစ်တကျစီစစ်သုံးသပ်ပြီးတော့မှအာကျမတို့ပြည်သူလူထုကိုပြန်ပြီးအစီအခံဖို့ဆောင်ရွက်နေပါလေရှင့်အဲ့လိုပြည်သူလူထုအစီအခံကျင်တာတော့ကျမတို့ကဒါမီဒီယာတွေတဆင့်ပေါ့နော်မီဒီယာတွေကနေတဆင့်ကျမတို့ကနေပြီးတော့မှအာပြည်သူ ူလူထုအစင်ခံမှာဆိုတော့ကျမတို့သတင်းစာရှင်းလင်းပွဲလေးဆောင်ရွက်ဖို့ကျမပြင်ဆင်နေပါတယ်ရှင်ကျမတို့ပါတီကတော့လေပြည်ထောင်စုတဝန်းလုံးမှာရှင်ပြိုင်ဖို့လို့အတွက်မှတ်ပုံတင်ထားတဲ့ပါတီဖြစ်ပါတယ်ပြီးလို့ရှင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့အဲတတ်မှတ်ချက်ပေါ့နော်ဒီပါတီရုံးခန်းကမြို့နယ်330မှာ3ပုံ2ပုံရှိရမယ်ဆိုအနည်းဆုံး130ရှိရမယ်ကျမတို့ပါတီအနေနဲ့တော့149ရုံးတင်ထားပေမဲ့139ရုံးပေါ့နော်အဲကျမတို့အတည်ပြုချက်ရရှိပြီးဖြစ်ပါတယ်အဲပြီးလို့ရှင်ဒီပါတီဝင်လဲ9000ရမှာအနည်းဆုံးမှာကျမတို့ကသသိန်းဝန်းကျင်လောက်ကျမတို့ရရှိပြီးဖြစ်ပါတယ်ရှင့် အဲ့ဒါကြောင့်မလို့အဲကျမတို့ကပြည်တော်စုတဝန်းလုံးမှာရှင်ပြိုင်ဖို့လို့အတွက်အရေးချင်းပြည်မီတဲ့အဲပါတီတရဖြစ်သွားတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အပြင်ကိုဒါပေမဲ့ကျမတို့ကဘာလို့တော့စောင့်နေလဲဆိုလို့ရှိရင်ရွေးကောက်ပွဲစနစ်ပေါ့နော်ရွေးကောက်ပွဲစနစ်ဘယ်လွတ်တော်တွေမှာဘယ်လိုရွေးကောက်ပွဲစနစ်တွေတုံးပြီးတော့မှရွေးကောက်ပွဲကျင်းပမှာလဲဆိုတော့ကျမတို့ဒါစောင့်နေပါတယ်ရှင်ဒါကတော့နိုင်ငံတော်ကဆုံးဖြတ်ပြီးတော့မှဟိုဥပဒေအရဥပဒေနဲ့လှုပ်ထုံလုံနည်းတွေထွက်ရမှာဖြစ်ပါတယ်အဲ့လိုထွက်ခြင်းအပြင်ပြီးလို့ရှိရင်မဲဆန္ဒနဲ့တတ်မှတ်တာတွေကျမတို့နိုင်ငံတော်ကတတ်မှတ်တာတွေကျမတို့သိဖို့လိုပါတယ်အဲ့ဒီအချက်နှစ်ချက်ပေါ်မူတည်ပြီးတော့မှကျမတို့ပါတီကလည်းလိုက်ပြီးပြင်ဆင်ရမှာဖြစ်ပါတယ်ရှင်ဒီမိုကရေစီကို ိုချင်တာပေါ့နော်ပြည်သူလူထုလိုလားတာကဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတိဆောက်ချင်တယ်ဒီမိုကရေစီလိုချင်တယ်ဆိုရင်ဒီမိုကရေစီလိုချင်ရင်တော့ကျွန်တော်တို့ရွေးကောက်ပွဲဆိုတဲ့အဆင့်ကိုမကျော်ဖြတ်လို့မရဘူးပေါ့နော်ဆိုလို့ရှိရင်ဒီမိုဟိုပေါ့ရွေးကောက်ပွဲရွေးကောက်ပွဲကို အဲကန့်ကွက်တာဆိုတာဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုကန့်ကွက်တာနဲ့အတူတူပါပဲရှင့်။ဟိုကျွန်တော်တို့အကြက်တဲကဘက်ပေါင်းစုံကခန်းစားနေရတာပေါ့နော်။နိုင်ငံတကာကလည်းပိတ်ဆို့တယ်။အဲပြီးလို့ရှိရင်ပြည်တွင်းမှာလည်းသဘောထားကွဲလွဲပြီးတော့မှအကြမ်းဖက်မှုတွေဖြစ်နေတယ်။အဲလုံခြုံရေးကျိုးပေါက်နေတယ်။ဒါတွေပေါ်မူတည်ပြီးတော့မှပြည်သူလူထုတရလုံးနေတယ်လေ။လောက်ကင်စားတော့ရခက်ခဲနေတယ်ပေါ့နော်။ဒီလိုအကြက်တဲတွေအများကြီးပါ။ဒါပေမဲ့အဲဒီရွေးကောက်ပွဲပြီးသွားလို့ရှိရင်တော့ ရွေးကောက်ပွဲတီဒီအချက်အသေးအများကြီးတွေကမှရွေးကောက်ပွဲအချက်အသေးတွေကနေထွက်ဖို့လို့အတွက်အဆင့်တဆင့်သားလင်းဖြစ်ပါတယ်ရှင်ပြီးလို့ရှင်ရွေးကောက်ပွဲပြီးလို့ရှင်လည်းတခြားကိစ္စတွေပေါ့နော်ရွေးကောက်ခံအစိုးရဖြစ်လာမယ်လွှတ်တော်တွေပေါ်လာမယ်အဲ့ဒီကနေတဆင့်ကျွန်တော်တို့နိုင်ငံတကာရဲ့ထောက်ခံမှုတွေရမယ်နိုင်ငံတကာပိတ်ဆို့မှုတွေရုပ်သိမ်းသွားပြီးလို့ရှင်ကျွန်တော်တို့ကပြန်လည်တိဆောက်ရေးကိုကျွန်တော်တို့အားကျုံးမှန်တဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော်ယုံတန်ယုံသဘောထားမတင်းဟိုပေါ့သဘောထားအရင်မတင်းပါတဲ့သူတွေကလည်းဒီရွေးကောက်ပွဲပြီးသွားလို့လွှတ်တော်လည်းပေါ်လာပြီးပြည်သူလူထုလည်းမဲပေးလိုက်ရတယ်အဲကိုက ါပေါ့ရွေးကောက်ခံကုစလဲလည်းပေါ်လာပြီလွှတ်တော်ပေါ်လာပြီရွေးကောက်ခံအစိုးရလည်းပေါ်လာပြီဆိုရင်တော့တော်ယုံတန်ယုံသဘောထားကွဲလွဲတာတွေလည်းပြည်လည်သွားနိုင်ပါလိမ့်ရှင်မဲပေးပိုင်ခွင့်ရှိတယ်ဆိုတာလေဒါ people power ပေါ့နော်ဒီမိုကရေစီခေတ်ဒီမှာပြည်သူလူထုလက်ထဲမှာအာဏာရှိတယ်ဆိုတာအဲ့ဒီအာဏာကို ဟိုချုပ်သုံးတဲ့နေ့ဖြစ်တာပေါ့ရှင်ဒီဒါဒါပြောမယ်ဆိုနိုင်ငံသားအခွင့်အရေးဖြစ်တယ်ပြီးလို့ရှင်ကိုကြိုက်တဲ့အစိုးရကိုပဲကိုရွေးတာကိုမကြိုက်ရင်လည်းမရွေးဘူးပေါ့နော်စသဖြင့်ပေါ့နော်ဒါပြည်သူလူထုရဲ့စံနာကိုထုတ်ပေါ်တဲ့နေ့ဖြစ်ပါလေရှင်ပြည်သူလူထုမှာရှိတဲ့အာဏာကိုထုတ်သုံးတဲ့နေ့ဖြစ်ပါလေရှင်အဲ့ဒါကြောင့်မလို့ရွေးကောက်ပွဲကိုစန့်ကျင်တာဒီဒီမိုကရေစီကိုစန့်ကျင်တာသဘောမျိုးဖြစ်ပြီးတော့မှရွေးကောက်ပွဲကိုပူးပေါင်းပါဝင်မှသာလေဒီမိုကရေစီကိုအမြဲတမ်းမြောက်ရကြပါလေရှင်ရလကတော့ပြည်သူလူထုဆုံးဖြတ်မှာဖြစ်ပါလေရှင်ကျွန်တော်တို့ကတော့အတတ်နိုင်ဆုံးစူးစမ်းနေပါမယ်သို့တော်လည်းရလကတော့ပြည်သူလူထုဆုံးဖြတ်တဲ့အတိုင်းဖြစ်ပါတယ်ပြည်သူလူထုထားတဲ့နေရာကျွန်တော် တို့နေရာမှာဖြစ်ပါတယ်ရှင်။အဲရွေးကောက်ပွဲနဲ့ပတ်သက်လို့ကတော့ဟိုပြည်သူလူထုရဲ့အဓိကဟိုဟာပေါ့စိုးရိမ်ချက်ကတော့လုံခြုံရေးဖြစ်ပါတယ်ရှင်။အဲလုံခြုံရေးဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဒီအဲဒါကြောင့်မို့ခုနကလည်းဟိုရွေးကောက်ပွဲကိုရွေးကောက်ပွဲဆိုတာမြန်မာနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲဖြစ်တယ်။အဲဒါကြောင့်ပြည်သူတရက်လုံးကိုပေါင်းပါဝင်တဲ့ ਨੇ အဲ့လိုပြည်သူတရက်လုံးလို့ပြောတဲ့နေရာမှာနိုင်ငံမြန်မာနိုင်ငံသားအကုန်လုံးပေါ့နော်။အဲဒါကြောင့်မလို့လက်နက်ကိုင်အဖွဲ့အစည်းတွေလည်းအဲလက်နက်ကိုခဏအသာချထားပြီးတော့မှဒီရွေးကောက်ပွဲပူးပေါင်းပါဝင်ကြပါလို့ကျွန်မတိုက်တွန်းချင်ပါတယ်။